မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့တက္ကသိုလ်ရှင်သီရိဓမ္မစရိယ BA ရေးသားသောအံ့ဝဲအလူကြီးအမြသူတို့ဘဝချမ်းသာရာဆိုတဲ့အကြောင်းလေးကိုဖော်ပြပြီးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝဲရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းရေးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်ဗုဒ္ဓဂေါရမသည်မိမိတောထွက်လာစဉ်ဘဝ ရာဇဂျိုနိုင်စွန့်ကန်ကြွစဉ်စွန့်ကိစ္စပြီး၍ပနဝတောင်ထိန်နိုင်တရင်တုံနေခဲ့သည်ထိုအချိန်တွင်ရာဇဂျိုပြည့်ရှင်ဘရင်ဘေမီတာရသည်ဖျားလောင်းနှင့်လာရောက်တွေ့ဆုံပြီးဖျားလောင်း၏မျိုးရိုးဇာတိအနွယ်ကိုတည်သောအခါမိမိထီနန်စီစဉ်တဝက်ကိုယူ၍မင်းပြူပါအသက်ငယ်ပါသေးသည်ဟုပန်ကြားခဲ့သည်ကိုဖျားလောင်းကညင်ပယ်ခဲ့သည် ထိုအခါဘိမသာရဘယင်ကထိုတို့ဆိုလျင်ဖျားဖြစ်သူရောက်ရှိရရှိပါကမိမိနိုင်ငံတို့ဥစွာကြွပေးတော်မူပါဟုရှောက်ထားပန်ကြားခဲ့သည်ဗုဒ္ဓဂေါရမသည်တပ္ပညုဒရွှေဉံတော်ကိုရ၍ဖျားဖြစ်သူရောက်တော်မူလေသောအခါယခင်ဘိမသာရမင်းထံထားခဲ့သောဂရိကဝတ်တိုင်းရာဇကြိုတို့တန်ခါပေါင်းခြံရလျက်ကြွရောက်တော်မူလေသည်ဘယင်ဘိမသာရသည်မိမိနိုင်ငံနေပြည်တော်သို့ဗုဒ္ဓဂေါရမကြွလာသောတည်င်းကိုကြားသိရသောအခါဖျားရှင်နေတော်ကနောက်ပါတန်ခါတော်များကိုပြစ်ဖက်၍ ်စွန့်စက်ကတ်လူတန်းလေသည်ထို့သောစွန့်စက်ကတ်နေစဉ်ဖះရှင်တရင်သုံးရန်ကြောင်းဆောင်လူတန်းမှုကိုစဉ်းစားနေမိသည်တို့အတွက်စွန့်လူကိုအမျှမပေးဝေဖြစ်ချေတနည်းစွန့်လူကိုအမျှပေးဝေရန်အစဉ်လာမရှိ၍မတိ၍လည်းဖြစ်ပါသည်ထိုညသကောင်ရံချင်းဝဲမင်းကြီးအတိတ်ဘဝဗုဒ္ဓံတော်အသင်ချေကတ်တခေဂျားကာလဆွေမျိုးတော်ဆက်ခဲ့တော်ပိတ်တာတို့သည်မိမိတို့၏ဆွေမျိုးကောင်းဆောင်ဘိမတာရမင်းထံမှအမျှရကြသောအခါ ပိတ်တာဘဝငတ်မို့တော့ဘဝမှလွတ်ကြမည်ဟုသိထားကြသဖြင့်ယခုအခါမင်းကြီးကအမျှမဝေသဖြင့်မင်းကြီးနန်းတော်ဝဲအလွန်ကြောက်မွက်ဖွယ်ကောင်းသောနာကြီးဝဲအတန်တို့ဖြင့်ညီးတွားအော်ဟစ်ကြလေသည်ဤပိတ်တာတို့သည်ကဤကဘာပြင်မှ ပြည်ရွတ်သော62ကဘာထက်၌ ကာတိတိုင်းဇေယသေနာမင်းနဲ့တိရိမာမိဖုရားတို့မှမွေဖွားသောဖုဒ္ဒအမည်ရှိသောဖုရားရှင်ပွင့်တော်မူခဲ့သည့်အချိန်ကဖြစ်သည်မင်းကြီးသည်မိမိသားတော်ဖုရားကိုမိမိတူဦးတည်းသာဖူးမြော်ခွင့်လူပြုစုလှုပ်ကြွေးခွင့်ကိုစီမံထားလေသည်ထိုသည်ကိုကြံသားတော်သုံးပါးတို့ကတိုင်ပင်ညှိနှိုင်းပြီးနေစုံ၌သဘုံထရောင်ပြုကြစေသည်မင်းကြီးက ထိုသဘုံများကိုသားတော်များအားတွားရောက်နှိမ်တင်းစေသည်တဘုံရအောင်၏နေပြည်တော်သို့ပြောင်းတော်မင်းကြီးကတားတော်များ၏လိုရာစုကိုတောင်းเสียရ သားတော်များကဖုဒ္ဒဖျားကိုပြုစုလုပ်ကျွေးခွင့်တောင်းဆိုကြသည် ပထမတော့မင်းကြီးကလုံးဝခွင့်မပြုပေနောက်ဆုံးတွင်ဝါရင်း၃လလုပ်ကျွေးခွင့်ပြုလေသည်မင်းသားတို့သည်ဖုဒ္ဒဖျားရှင်ကိုလုပ်ကျွေးခွင့်ရကြသောအခါဖျားရှင်နှင့်တန်ဃာတော်များကိုမိမိတို့အပိုင်စားရထားသောနေပေသို့ပင့်ဆောင်၍ပြုစုလုပ်ကျွေးကြကဖျားရှင်ထံမှတရားကိုနိုင်ယူကြလေသည်မင်းသားတို့သည်ဖျားရှင်အားပြုစုလုပ်ကျွေးရန်အတွက်မိမိ၏အတွင်ဝင်ကိုတာဝန်ပေးစီခိုင်းသည်အတွင်ဝင်မင်းသည်ဘာနာစိုးထံမှငွေကိုထုတ်၍မိမိ ်ဆွေမျိုးများအကူအညီဖြင့်စွန့်ကိစ္စကိုဆောင်ရွက်ပြုလုပ်ကြလေသည်အတွုံဝင်ဆွေမျိုးချို့တို့သည်ကောက်ကျစ်စိုးဝါရုံမှသောစိတ်ထားရှိပြီးတန်ခါတို့ချက်ပြုတ်ထားသောစိုးဟင်းများကိုတန်ခါများမကတ်မီခိုးယူစားတော့ကြလေသည် အတွေ့ဝန်၏ဆွေမျိုးများတည်ဆုံသောအခါငရဲပြည်သို့ကြရောက်ခံစားကြလေသည် ထိုသူတို့သည်ငရဲတလဲပိတ်တာတလဲလှဲ့လဲခံစားခဲ့ကြရာ62ကဘာတို့ကုန်လွန်လေသည်ထိုနောက်ကတ္တဗဖျားရှင် ပွင့်တော်မူသောအခါ၌ထိုအတွေ့ဝန်၏ဆွေမျိုးတို့သည်ငရဲမှပိတ်တာပုံသို့ပြောင်းရွှေ့ခံစားကြရကုန်သည်ထိုအခါလူပေါင်းတို့သည်မိမိတို့၏ဆွေမျိုးပိတ်တာများအတွက်အလူပေးကြ၍ဤကောင်းမှုသည်ငါတို့၏ဆွေမျိုးပိတ်တာတို့အတွက်ဖြစ်ပါစေဟုမွတ်စိုးရီမန်း၏အမျှတမ်းပေးဝေကြသဖြင့်ထိုသူတို့၏ဆွေမျိုးပိတ် ာများသည့်စီစဉ်ချမ်းသာကိုရရှိကြကုန်သည်ထို့အခါအတွေ့အဝင်ဆွေမျိုးပိတ်တာတို့လည်း ထိုအခြားပိတ္တများစီစဉ်ချမ်းသာနှင့်ပြည့်စုံကြသည်ကိုမြင်၍ကတ္တပဘုရားရှင်တန်သို့တွားရောက်ကြပြီးမြတ်စွာဘုရားအတုနီကျွန်ုပ်တို့သည်လည်းဤသို့သောစီစဉ်ကိုရကြပါအောင်မည်လို့ဟုမေးလျှောက်ကြသည် ထိုအခါကတ္တပဘုရားရှင်က နောအန္တရကတ်တွင်ဂေါရမဘုရားပွင့်လိမ့်မည်ထိုဂေါရမဘုရားရှင်ပွင့်သောအခါ၌သင်တို့၏ခေါင်းဆောင်အတွင်းဝင်သည်ဘိမတာရမင်းဖြစ်လာပြီးသင်တို့ကိုအမျှပေးဝေလိမ့်မည်ထိုအခါသင်တို့သည်လည်းဤသို့သောစီစဉ်ကိုခံစားကြရလိမ့်မည်ဟုဗျာဒိတ်စကားမိန့် Punjabi lady. ကတဘဖျားရှင်ဗျာဒိတ်စကားကိုကြားရသောပိတ်တာပေါင်းသည်နတ်ဖြာကရလိမ့်ကြမည်ဟုမိတ်ကြတော်မူသကဲ့သို့အလုံးဝမ်းမြောက်ဝမ်းသာဖြစ်ကြလေသည်အန္တရာကတ်တကတ်သားသာဗုဒ္ဓန္တရာအသင်ချေရကတ်တခေလွန်သောဂေါရမဖျားရှင်ထင်ရှားပွင့်တော်မူလာခဲ့သည်မင်းသားညီနောင်တို့သည်လည်းအချံယံတထောင်နှင့်တူနတ်ဘီမဆုတို့၏မဂရတိုင်းဝယ်ပုံနာမျိုးဖြစ်ကြပြီးအစဉ်သဖြင့်ယသိယဟန်ပြု၍ခရတိသအယနာယသိတထောင်ရှင်တထောင်ဖြစ်လာခဲ့ကြသည်ထိုအချိန်ကအတွင်ဝင်သည်ယခု ခါဖိမတရမင်းဖြစ်လာပြီးထိုစဉ်ကဘန္နာစိုးနှင့်ဇနီးတို့သည်ယခုခါဝိတာခာတထေးနှင့်ဓမ္မဒိန်နာတထေးကတော်တို့ဖြစ်လာကြသည်ဖိမတရမင်းကြီးသည်ထိုအတန်များကိုကြား၍ပြေးစွာကြောက်ရွံ့ထိတ်လန့်ပြီးလည်းနနက်မို့တော့အလင်းရောက်သောဗုဒ္ဓဂေါရမထံသို့တွားရောက်ချင်းကလေးရဲ့ယူသေးစွာရှိခိုးပြီးတော့ ဖုံးတော်ကြည်မြတ်သောမြတ်စွာဘုရားတပိတော်သည်ရှမန်နေညအခါဝဲဤသို့ကြောက်မဖွယ်ကောင်းသောအတန်ကိုကြားရပါသည်ထိုအတန်သည်တပိတော်အတွက်မိကဲ့သို့သောအကျိုးအပြည့်ဖြစ်ပေါ်နိုင်ပါသည်ဟုလျှောက်ထားမေးမြန်းလေသည်မြတ်တော်မင်းကြီးမကြောက်ပါနဲ့ထိုအတန်အတွက်တင့်အားတစုံတစ်ခုသောမကောင်းမှုအကျိုးအပြည့်သည်ဖြစ်လိမ့်မည်မဟုတ်ရှိစင်စစ်တော်ကတင်းဤဆွေမျိုးဟောင်းများပိတ်တာပုံ၌ဖြစ်လျက်ရှိကြသည်တင်းဤဆွေမျိုးပေါင်းပိတ်တာအပေါင်းတို့သည် ဗုဒ္ဓံတရအတင်ချေတကက်လုံးမြတ်စွာဘုရားအားအလှူဒါနပေးပြီးလျင်ငါတို့အားအမြခွန်စကားညွှန်ကြားပေးလိမ့်မည်ဟုတင်မင်းကြီးအားမျှော်ခေါ်တောင်းတလျက်လှည့်လည်သွားလာက နေကြကုန်၏တင်မင်းကြီးသည်ရှမန်းနေ့ကထိုဆွေမျိုးဟောင်းပိတ်တာပေါင်းတို့အားကောင်းမှုကုသို့အမြခွန်ကိုမညှို့မဆူမိခဲ့ပေထို့ကြောင့်တင်းဤဆွေမျိုးပိတ်တာပေါင်းတို့သည်မျှော်လင့်တောင်းတကင်းပြတ်ကြကထိုသို့သောကြောက်မော့ခွေအတန်ကိုပြူကြခြင်းဖြစ်ပါသည်ဟု ဗုဒ္ဓဂေါရမက ရှင်းပြလေသည် ဖုံတော်ကြည့်မြတ်သောမြတ်စွာဘုရားထို့သူဆိုကတပည့်တော်သည်ယခုကောင်းမှုကုသိုလ်အလို့ငါပြုလုပ်၍ရပါအောင်မည်လို့ဘုရား မြတ်တော်မင်းကြီးရနိုင်ပါ၏ဖုံတော်ကြည့်မြတ်တော်မြတ်စွာဘုရားထို့သို့ဆိုကတပိတော်သည်ယနေ့ထိုဆွေမျိုးဟောင်းပိတ်တာအပေါင်းတို့အားကုသိုလ်အဖို့ကိုအရှင်ဘုရားထံ၌အမြတ်ခွန်းဆိုညွှန်းမှအံတပိတော်ဤအလူကိုလက်ခံပေးတော်မူပါဗျာဗုဒ္ဓဂေါရမသည်မင်းကြီးဤရှောက်မင်းချက်ကိုတိတ်ဆိတ်နေ၍လက်ခံတော်မူလေသည်ထိုအခါမင်းကြီးသည်နန်းတော်သို့ပြန်၍အလူဒါနကိုစီမံပြီးလျက်ဘုရားရှင်အမှုရှိသောတန်ဃာတော်များကိုအလူခံကြွရန်အချိန်တန်မာပြီးဟုရှောက်ပင်ထားစေသည်ဗုဒ္ဓသည် ဟန္တာပေါင်းနဲ့တကွာမင်းကြီးဤနန်းတော်သူကိုကြွတော်မူသည်ထိုအခါစုမျိုးပိတ်တာအပေါင်းတို့သည်လည်းယနေ့တော့ငါတို့အခုတို့အဖို့ပါကအမြကိုဧကံပင်ရကြတော်မူဟုဝမ်းမြောက်ဝမ်းသာဖြစ်ကြကရွှေနန်းတော်သူလာရောက်ကြပြီးနန်းရန်တစ်ဖက်ဆသည်၌စောက်မျောရင်းရက်တီနေကြကုန်လေသည်ဗုဒ္ဓသည်တကူတော်ဖြင့် ထိုဆင်းရဲရောက်နေကြကုန်သောဆွေမျိုးဟောင်းပိတ်တာပေါင်းတို့ကိုမင်းကြီးမြင်နိုင်ရန်စီမံဖန်ဆင်း၍ပြတော်မူသည်။မင်းကြီးသည်ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းမဟာကရုဏာဖြစ်ခြင်းနှင့်တူဗုဒ္ဓ၏ရွှေလက်တော်သို့ရေဆက်လောင်းလို့ရင်ဤရေကြီးရေဆက်အလူသည်ကျွန်ုပ်တို့၏ဆွေတော်မျိုးတော်များအတွက်ဖြစ်ပါစေသတည်းဟု အမြတ်ခွန်စကားညွန့်လေသောထိုခဏ၌ဆွေမျိုးပိတ်တာတို့သည် ကုသိုလ်အဖို့ကိုအမြတ်ရတာရုခွန်နိုင်ကြသဖြင့်ထိုပိတ်တာများတုံးဆောင်ရန်ကြာမျိုးငါးပါးနှင့်ပြည့်စုံသောရေကန်များပွားကနေပေါ်ပေါက်လာကြသည်ထိုဆွေမျိုးပိတ်တာတို့သည်ထိုရေကန်၌တောက်ခွင့်ချိုးခွင့်ရကြပြီးပူပန်ခြင်းပင်ပန်းခြင်းရှေးငတ်ခြင်းများအံ့ဩထူးဆန်းစွာပျောက်ကင်းသွားကြကစမ်းကြယ်စွာရွှေရောင်စင်းဝဝင်းသောကိုယ်စင်းရှိကြလေကုန်လေသည် မင်းကြီးသည်တဖန်ယာကုခဲဝဲစွန်းတို့ကိုအစဉ်တိုင်းဆက်ကလူရမ်းပြီးအမြခွန်စကားပေးဝေရာစုမျိုးပိတ်တာတို့သည်ကုသူအဖို့ဘာကအမြရရသဖြင့်နတ်နိုင်ဖြစ်သောယာကုခဲဝဲပေါ်စင်တို့သည်ထူဆန်းအံ့ဩဝဲထင်ရှားဖြစ်ပေါ်လာကြပြီလျင်စုမျိုးပိတ်တာတို့သည်ရှေ့ကငတ်ခဲသည်များအတူချ၍အာရပါရသုံးဆောင်ခန်းစား권ရကြပြီးပြည့်ဖြူးစုပြေသောမျက်စိနားရှာကိုအင်ဒရီတို့နှင့်ပြည့်စုံခြင်းတို့စန့်ကျဲစွာရရှိကြလေသည်ထို့နောက်မင်းကြီးကအဝတ် င်ခံအိယာနေရာများကို တခုပြီးတခုဖိအားမှုရှိသောတန်ဃာတော်များအားဆက်ကပ်လူဒန်းပြီးအမျှခွန်စကားပေးဝေရာထိုခဏမှာပင်အမျှရကြ၍နတ်နိုင်ဖြစ်သောအဝတ်များရှင်များဖိမှန်များအခင်းနေရာများအချံရန်အိယာနေရာအစင်းတစားအမျိုးမျိုးတို့သည်အံ့ဩစံကြဲစွာပေါ်ပေါက်လာကြပြီးရရှိခံစားကြရလေသည် ပိတ်တာတို့၏ဘဝသည်နတ်သားနတ်သမီးအသွင်ဖြင့်နှက်စည်းစိမ်တို့ကိုရရှိခံစားကြရလေသည်မြတ်စွာဘုရားရှင်သည်မင်းကြီးဆွေမျိုးပိတ်တာများပစ္စည်းတစ်ခု ခုလှူ၍အမျှပေးဝေတိုင်းအံ့ဩစံကြဲစွာခံစားရရှိကြရပုံကိုမင်းကြီးမြင်အောင်အထိတ်ထန်ပြု၍ပြသတော်မူလေသည်မင်းကြီးသည်ဆွေမျိုးပိတ်တာတို့ထူကြစံကြဲစွာဘဝအစဉ်တန်းမြင့်သွားပုံ ချမ်းသာခံစားကြရပုံအလုံးစုံကို မြင်တွေ့ကြသောအခါအလွန်မင်းဝမ်းမြောက်ဝမ်းသာဖြစ်ပေါ်ခံစားရလေသည် ုံးကိစ္စပြီးတော့အခါဗုဒ္ဓသည်ထိုပိတ်တာတို့နဲ့မင်းကြီးဘုရားရေဆက်ဆုံးခဲ့ရပုံအကြောင်းကို ပြန်လဲထုတ်ပေါ်၍ဟောကြားပေးတော်မူသည်ရေတမုတ်စွန်းတစ်ခွက်ပိတ်စာတစာအိယာနေရလူ၍အမြပေးဝေယုံမြနဲ့ဘုရားချသူပိတ်တာတို့သည်ထူးဆန်းအံ့ဩဝယ်သောစီစဉ်ချမ်းသာရရှိခံစားရပုံတို့သည်ဤလောကဝဲထူးခြားစံကျဲအံ့ဝယ်သောတဘာဝနိယာမတရားဖြစ်ပါတော့သည်သာ ဒီဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။